ဖတ်ရှုနာစဉ်တနစ်တာနှုတ်ကပတ်တမကြာအစီအစဉ်မှကြိုဆိုပါတယ်ဒီကနေ့ဖတ်ရှုနာစဉ်ရမယ်နှုတ်ကပတ်တမစံစာတော်မြတ်ကတော့ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး15မှ16အထိဖြစ်ပါတယ်ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး15ညီကိုတို့ငါသည်တင်တို့အားဟောပြောဘူးသည်နည်းညီတင်တို့သည်ခံယူ၍မိဝဲစိက္ကသော ဣဝံဂေလိတရားကိုသင်တို့အားတပံငါကြားလိုက်၏အထက်ကငါဟောပြောသည့်အကြောင်းများကိုသင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်ဆွဲလင်းလျင်ထိုဧဝံဂေလိတရားအဖြစ်ကဲတင်တော်မူခြင်းသို့ရောက်ကြ၏ငါသည် ကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှေးဥစွာ အပေးသော အကြောင်းအရာဟုမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တယူပြိမကျန်းစာလာသည့်အတိုင်းသုံးရမြောက်သောနေ့၌ထမြောက်တော်မူ၏ကေဖသည်ကိုတော်ကိုမြင်ပြီးမှတကြိတ်နှစ်ပါးသောသူတို့သည်မြင်ရကြ၏ထို့နောက်ညီအကို900မကတပြိုင်နက်မြင်ရကြ၏ထိုသူတို့တွင် အများသော သူတို့သည်ယခုတိုင်အောင်အသက်ရှင်ကြသည်၏ အချို့တို့သည်အိပ်ပျော်ကြပြီထို့နောက်ယာကုပ်မြင်ရ၏ထို့နောက်တမန်တော်အပေါင်းတို့သည်မြင်ရကြ၏နောက်ဆုံး၌အချိန်မတော်မတန်ဖွာသောသူကဲ့သို့ဖြစ်သောငါပင်မြင်ရ၏ငါသည်အထက်ကဖျားသခင်၏အသင်းတော်ကိုညည်းစေသောကြောင့်အညံ့ဆုံးသော တမန်တော်ဖြစ်၏ တမန်တော်ဟုခေါ်ဝေါ်ခြင်းကို မခံထိုင်သို့တော်လည်းဖျားသခင်ယေရှုတော်အဖင်သာငါဖြစ်သည့်အတိုင်းငါဖြစ်၏ငါခံရသောယေရှုတော်ကိုလည်းအကျိုးမဲ့ခံရသည်မဟုတ်အခြားသော တမန်တော်အပေါင်းတို့ထက်ငါသည်တာ၍စူးစားခြင်းကိုပြု၏ထို့သို့ဆိုတော်လည်းငါစူးစားသည်မဟုတ်ငါနှင့်အတူရှိသောဖျားသခင်ယေရှုတော်သည်စူးစားတော်မူ၏ ။ထိုကြောင့်ငါဖြစ်စေသူတို့ဖြစ်စေဤသို့ငါတို့သည်ဟောပြောကြ၏။ဤသို့လည်းသင်တို့သည်ယုံကြည်ကြ၏။ယခုမှခရစ်တော်သည်တည်ခြင်းမှထမ်းမြောက်တော်မူကြောင်းကိုဟောပြောရသည်ဖြစ်၍သေသောသူတို့သည်ထမ်းမြောက်ခြင်းမရှိဟုသင်တို့တွင်အချို့သောသူတို့သည်အဘယ်ကြောင့်ဆိုရကြသနည်း။သေးသောသူတို့သည်ထမ်းမြောက်ခြင်းမရှိလျှင်ခရစ်တော်သည်ထမ်းမြောက်တော်မူမူ ခရစ်တော်သည်ထားမြောက်တော်မူမူလျှင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိတင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိထို့မြမကငါတို့သည်ဘုရားသခင်၏အမှုမှမမှန်သောတသက်ခံ ဖြစ်ကြ၏အကြောင်းမူကားတေလွန်သောသူတို့သည်ထားမြောက်ခြင်းမရှိလျှင်ဘုရားသခင်သည်ခရစ်တော်ကိုထားမြောက်စေတော်မူယခုမှခရစ်တော်ကိုထားမြောက်စေတော်မူပြီးဟု ငါတို့သည်ဖျားသခင်အကြောင်းကိုတည်တည်ခံကြ၏။တေလွန်သောသူတို့သည်ထမ်းမြောက်ခြင်းမရှိလျင်ခရစ်တော်သည်ထမ်းမြောက်တော်မူမူ။ခရစ်တော်သည်ထမ်းမြောက်တော်မူမူလျင်သင်တို့သည်ယုံကြည်တော်လည်းအကျိုးမရှိ။ဒူးစရိုက်အပြစ်အောက်၌ရှိကြသည်၏။တုံ့မတပါခရစ်တော်ကိုယုံကြည်၍အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။ငါတို့သည်ခရစ်တော်ကိုအမိပြု၍ယခုဘဝ၌သာ မျောလင့်เสียရှိလျှင် အခြားသောသူ အပေါင်းတို့ထက်သာ၍ဆင်းရဲသောသူဖြစ်ကြ၏ယခုမူကားခရစ်တော်သည်သေခြင်းမှထမ်းမြောက်တော်မူ၍အိပ်ပျော်သောသူတို့တွင်အူးသီးသောအသီးဖြစ်တော်မူပြီးသို့ဖြစ်၍လူအဖျင်းသေခြင်းတရားသည်တည်တကဲ့သို့သေသောသူတို့၏ထမ်းမြောက်ခြင်းတရားသည် လူအဖျင်းတည်လျက်ရှိ၏လူပေါင်းတို့သည်အာရန်အဖျင်းသေခြင်းသို့ရောက်သည်နည်းတူ လူပေါင်းတို့သည် ခရစ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ ရောက်ရကြလက်တံတို့ရာတွင် လူအသီးသီးတို့သည်မိမိတို့အလက်အတိုင်းလိုက်ရကြလိမ့်မည်ခရစ်တော်သည်အဦးသီးသောအသီးဖြစ်တော်မူ၏ထို့နောက်ခရစ်တော်သည်ကြွလာတော်မူသောအခါတပည့်တော်ဖြစ်သောသူတို့သည် ရှင်ခြင်းသို့ရောက်ကြလိမ့်မည် ်ထိုအခါခရစ်တော်သည်အထုအမျက်အာနာတကူအမျိုးမျိုးကိုပယ်ရှင်း၍မိမိနိုင်ငံကိုဖျားသခင်ဒီဟုသော ခမည်းတော်၌အပြန်တော်မူပြီးမှကဘာကုံရလက်တံခရစ်တော်သည်ယန္တူအပေါင်းတို့ကိုခြေဖွားတော်အောင်၌ချထားတော်မူမူမီတိုင်အောင်အုပ်ဆိုးတော်မူရမည် နောက်ဆုံးသောရန်သူကြီးဟူသောသေမင်းသည် ဆုံးရှုံးခြင်းသို့ရောက်ရလက်တံခတ်သိမ်းသောအရာတို့ကို လူသား၏ခြေအောက်၌ချထားတော်မူသည်ဟုကျမ်းစာလာ၏ခတ်သိမ်းသောအရာတို့သည်ချထားလျက်ရှိကြောင်းကိုဆိုသောခတ်သိမ်းသောအရာတို့ကို လူသားအောက်၌ချထားတော်မူသောသူသည်ကျွင်းတော်မူကြောင်းထင်ရှားသည်ခတ်သိမ်းသောအရာတို့သည် လူသားအောက်၌ချထားလျက်ရှိသောအခါခသိန်းသော အရာတို့ကို သူအောက်၌ချထားတော်မူသောသူ၏အုပ်ဆိုးတော်မူခြင်းကိုသားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်အကြောင်းမူကားဘုရားသခင်သည် အလုံးစုံဖြစ်တော်မူမည်အကြောင်းကြီးဒေလွန်သောသူတို့သည်ထားမြောက်ခြင်းအလင်းမရှိလျင်ဒေလွန်သောသူတို့၏ကိုယ်စား ဘာဒီဇံကိုခံတော်သူတို့သည်အဘယ်သို့ပြုရမည်နည်းဒေလွန်သောသူတို့၏ကိုယ်စားအဘဲကြောင့်ဘာဒီဇံကို ခံရကြသည်နည်းငါတို့သည်လည်းဘေးရောက်အံ့သော အချင်းရာနှင့်အဘဲကြောင့်တွေ့ရကြသည်နည်းငါသည်နေ့တိုင်းအသေးခံရ၏ဟုငါတို့သခင်ယေရှုခရစ်၌သင်တို့အကြောင်းကြောင့်ငါဝါကြားဝမ်းမြောက်ခြင်းကို တိုင်တည်၍ငါဆိုဖို့ဤ တေလွန်သောသူတို့သည်ထမ်းမြောက်ခြင်းမရှိလျှင်အေဖဲမျိုး၌လောကီဝေါ်ဟာရာအဖြစ်အထက်ကငါသည်သားရဲတို့နှင့်တိုက်တော်လေအပေအကျိုးရှိသည်။စားကြကုန်အံတောက်ကြကုန်အံမနှက်ဖြံတေရကြမည်။အလွဲမြူကြနှင့်မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအဖြစ်ကောင်းသောအကျင့်တလေယိုယွင်းတတ်၏။တရားသဖြင့်နိုးကြလော့။ ဒူးစရိုက်ကိုမပြူကြနှင့်အချို့သောသူတို့သည်ဘုရားသခင်ကိုမသိကြထို့သောဆိုသော သင်တို့ကို ရှက်ကြောက်စေခြင်းငါငါဆို၏တေလွန်သောသူတို့သည်အဘယ်သို့ထမြောက်ကြမည်နည်းအဘယ်သို့သောကိုနှင့်ပေါ်လာကြမည်နည်းဟုတစုံတယောက်သောသူ မေးလိမ့်မည်အချင်းလူမိုက်သင်ဆိုင်ပြိုးသောမျိုးစေ့မပြက်လျင်မရှင်တတ်ထို့မှတပါမျိုးစေ့ကို စိုက်သောအခါ နောင်ဖြစ်လက်တန့်သော ကိုကိုမဆိုင်ဂျုံစပါးဖြစ်စီအခြားသောစပါးဖြစ်စီအစေတသက်ကိုစိုက်တည်း၏ဘုရားသခင်သည်အလိုတော်ရှိသည့်အတိုင်းကိုကိုပေးတော်မူ၏မျိုးစစ်အသီးသီးတို့အားလည်းမိမိတို့မျိုးအတိုင်းကိုကိုပေးတော်မူ၏အသားရှိသမျှတို့သည်တစ်မျိုးတည်းမဟုတ်လူသားတစ်မျိုးအမဲသားတစ်မျိုးငါးသားတစ်မျိုးငတ်သားတစ်မျိုး အသီးသီးရှိကြ၏ ကောင်းကင်အကောင်အထယ်လည်းရှိ၏မြေကြီးအကောင်အထယ်လည်းရှိ၏ကောင်းကင်အကောင်အထယ်ဤဂုံအသေးလည်းတမျိုးမြေကြီးအကောင်အထယ်ဤဂုံအသေးလည်းတမျိုးဖြစ်၏နေဤဂုံအသေးတမျိုးလာဤဂုံအသေးတမျိုးကျဲဤဂုံအသေးတမျိုးအသီးသီးရှိကြ၏ကျဲတို့ဤဂုံအသေးသည်လည်းအသီးသီးအခြားခြားဖြစ်ကြ၏ ထိုနည်းသူတည်သောသူတို့၏ထားမြောက်ခြင်းအကြောင်းအရာဖြစ်ကြ၏ကိုယ်သည်စိုက်သောအခါပုတ်တက်သောသဘောရှိ၏ထားမြောက်သောအခါမပုတ်နိုင်သောအဖြစ်၌တည်၏စိုက်သောအခါဂုံအတရေပြက်၏ထားမြောက်သောအခါဂုံအတရေနှင့်ပြည့်စုံ၏စိုက်သောအခါအစွမ်းမရှိထားမြောက်သောအခါအစွမ်းနှင့်ပြည့်စုံ၏စိုက်သောအခါဇာတိပဂတိကိုဖြစ်၏ ထမြောက်သောအခါဝိညာဏကိုဖြစ်၏ဇာတိပဂတိကိုတမျိုးဝိညာဏကိုတမျိုးရှိ၏ကျမ်းစာလာဒီကရှေးဥစွာသော လူအာဒံသည် အသက်ရှင်သောတတဝါဖြစ်၏ဟုလာသည်ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကအသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏ဝိညာဏကိုသည် ရှေးဥစွာဖြစ်သည်မဟုတ်ဇာတိပဂတိကိုသည် ရှေးဥစွာဖြစ်၏ နောက်မှဝိညာဏကို ဖြစ်၏ရှေးဥစွာသော လူသည်မြေကြီးက ဖြစ်သောကြောင့်မြေသားဖြစ်၏ဒုတိယလူမူကားကောင်းကင်ဘုံက ဖြစ်တော်မူသော သခင်ပေသည်မြေကြီးသားတို့သည် ထိုမြေသားကဲ့သို့ဖြစ်ကြ၏ကောင်းကင်သားတို့သည်ထိုကောင်းကင်သားကဲ့သို့ဖြစ်ကြလိမ့်မည်ငါတို့သည်မိသား၏ပုံစံတန်ကို ဆောင်တဲ့ကဲ့သို့ ကောင်းကင်သား၏ပုံစံတန်ကို ဆောင်ကြလိမ့်မည် ညီကိုတို့ငါဆိုသည်ကလူအသွေးအသားသည်ဘုရားသခင်နိုင်ငံတော်ကိုအမွေမခံနိုင် ပုတ်တတ်သောအရာသည်မပုတ်နိုင်သော အဖြစ်ကို အမွေမခံနိုင်နည်းနည်းသော အရာတစ်ခုကိုငါပြအောင်မည်ငါတို့ရှိသည်မြသည်အိပ်ပျော်ရကြမည်မဟုတ်သို့တော်လဲနောက်ဆုံးသောတဘိုးမုတ်သောအခါတခဏချင်းတွင် မျက်စိတမိတ်၌ ငါတို့ရှိသည်မြသည် ပြောင်းလဲခြင်းတို့ရောက်ရကြမည်ထိုတဘိုးမှုတ်ချင်းရောက်သောအခါတေလွန်သောသူတို့သည် မပုတ်နိုင်သောအဖြစ်၌ဒီလျက်ထမြောက်၍ငါတို့ရှိသည်မြသည်ပြောင်းလဲခြင်းတို့ရောက်ရကြမည်ယခုမျက်မှောက်ပုတ်တတ်သောအရာသည်မပုတ်နိုင်သောအဖြစ်သို့ဝင်စားရမည်ယခုမျက်မှောက်တေတတ်သောအရာသည် မသေးနိုင်သောအဖြစ်သို့ဝင်စားရမည်ဤပုတ်တတ်သောအရာသည်မပုတ်နိုင်သောအဖြစ်သို့၎င်းဤသေးတတ်သောအရာသည်မသေးနိုင်သောအဖြစ်သို့၎င်းဝင်စားသောအခါတည်ခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီးဟုကျမ်းစာ၌လာချက်ပြည့်စုံလိမ့်မည်။အိုသင်မင်းသင်၏လက်နက်သည်အဘယ်မှရှိသနည်း။အိုမရနိုင်ငံသင်၏အောင်ခြင်းသည်အဘယ်မှရှိသနည်း။ သင်မင်း၏လက်နက်ကဒူးစရိုက်အပြစ်ပေသည်ဒူးစရိုက်အပြစ်၏တကူကပြညတ်တရားပေသည်ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းခွင့်ကိုပေးတော်မူသောဖရာသခင်ယေရှုတော်သည်ကြီးလာစွာတကားထို့ကြောင့်ငါချစ်သောညီကိုတို့သင်တို့သည်သခင်ဖရာ၏အမှုတော်ကိုဆောင်ရွက်၍အကျိုးကြီးသည်ကိုသိမှတ်သဖြင့်တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍ မရွေ့လျော့မတင်းရင်ပဲလျက်သခင်ဖျား၏အမှုတော်ကိုကြိုးစားအထောက်ကြလော့ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး16တတ်ရှင်းသူတို့အဖို့လူတန်း၍စုထားခြင်းအမှုမှာဂလာတိပြည်၌အသင်းတော်များကိုငါမာထားသည့်အတိုင်းသင်တို့ဖြူကြလော့ငါရောက်လာသောအခါ လူတန်း၍ဆုထားเสียမရှိစေခြင်းကခொနည်းရက်တွင် ပထမနေ့ရက်၌အတီးတီးကောင်းစားသည့်အတိုင်းမိမိတို့ဥစ္စာတဖို့ကိုထုတ်၍ဆုထားကြလော့ငါရောက်လာသောအခါသင်တို့အလိုရှိသော သူတို့ကိုငါသည်လက်မှတ်စာပေး၍သင်တို့လူသောအလူကိုယေရုရှလင်မြို့သို့ ပို့ဆိုင်သောငါစီလွတ်မီသို့မဟုတ်ငါကိုယ်တိုင်သွားသင့်လျင် သူတို့သည်ငါနှင့်အတူလိုက်ရကြမည်မာကီဒေါနီပြည်လန်းကိုငါသွားမည်ဖြစ်၍ထိုပြည်မှထွက်ပြေးလင်သင်တို့ရှိရသောလာမည်နောက်မှအခြားသို့သွားသောအခါသင်တို့ပို့သောဂျေဇုကိုခံခြင်းငါသင်တို့စီမှာငါတဲခု၍ဆောင်းကာလပတ်လုံးနေကောင်းနေလိမ့်မည်ယခုသွားစဉ်တွင်သင်တို့ကိုတွေးမြင်ခြင်းငါသာ အလိုမရှိ နောက်မှ သခင်ဖျားသည်အခွင့်ပေးတော်မူပြီးတင်တို့နှင့်အတူကြာမြင့်စွာနေမည်ဟု မျှော်လင့်ခြင်းရှိ၏ပင်တေကုတ်တေပွဲနေတန်အောင်အေဖဲမြို့၌ငာနေရမည်အကြောင်းမူကားအလွန်ကြီးစွာသောတကားသည်အစဉ်သိ၍ငှက်အားဖွင့်လျက်ရှိ၏စီတာသောသူအများလဲရှိကြ၏တိမောသည်သည်တင်တို့စီတို့ရောက်လျင် သူသည်စိုးရင်ခြင်းအကြောင်းမရှိဘဲတင်တို့နှင့်အတူ နေစေခြင်းကတတိပြုကြလောသူသည်ငါကဲ့သို့ပင်သခင်ဖရာ၏အမှုတော်ကို ဆောင်ရွက်တော်သူဖြစ်၏ထိုကြောင့်အဘယ်သူမျှသူ့ကို မချီမဲ့မီမပြုစေနှင့်သူသည်ငါထံသို့ညီဝတ်စွာပြန်ရမည်အကြောင်းပို့ဆောင်ခြင်းကျေးဇူးကို ပြုကြလော သူသည် အခြားသောညီကိုတို့နှင့်အတူ လာလိမ့်မည်ဟုငါမျော်လင့်လျက်နေ၏ငါညီအာပေါ်လူ၏အကြောင်းမှာညီကိုတို့နှင့်အတူသင်တို့စီတို့သွားမိအကြောင်းငါသည်များစွာချော့မော့၍တောင်းဝန်တော်လဲသူသည်ယခုတွင်သွားခြင်းကအလင်းအလိုမရှိနောက်မှအစဉ်သင့်လင်သွားလိမ့်မည်သင်တို့သည်တည်နှင့်စောင့်နေကြလော့ ယုံကြည်ခြင်း၌တည်ကြလော့ယောက်ျားအစွမ်းတက်တည်နေတကွာခွန်အားစုံနေလျက်နေကြလော့တင်တို့သည်ခတ်သိမ်းသောအမှုတို့ကိုချစ်ချင်းမေတ္တာစိတ်နှင့်ဆောင်ရွက်ကြလော့ညီကိုတို့တထေဖန်ဤအိမ်သူအိမ်သားတို့သည်အခါရပြည်တွင်အဦးတည်သောအသည့်ဖြစ်၍တန်ရှင်းသူတို့၏အမှုကိုဆောင်ရွက်ခြင်းကကိုကိုကိုအကြောင်းကိုတင်တို့တိကြသည်နှင့်အညီ ထိုသို့သောသူတို့၏အုပ်ဆိုးခြင်းကို၎င်းငါတို့နှင့်အတူလောက်ကံ၍အမှုဆောင်သောသူရှိသမျှတို့၏အုပ်ဆိုးခြင်းကို၎င်းတင်တို့ဝန်ခံကြမိကြောင်းငါတောင်းမယ်၏တတိပံပေါ်တုနဲ့အခိုင်ယကုတို့သည် ရောက်လာသောကြောင့်ငါဝမ်းမြောက်ခြင်းရှိ၏အကြောင်းမူကားတင်တို့သည် ပြုစု၍မပြည့်စုံသမျှကို သူတို့သည်ချမ်း၍ပြည့်စုံစေသဖြင့်ငါစိတ်နှင့်တင်တို့စိတ်ကိုတက်တာစေကြပြီထိုသို့သော သူတို့ကို လက်ခံကြလော့အာရှိပြည်၌အသင်းတော်များတို့သည်တင်တို့ကိုနှုတ်ဆက်ကြ၏အာကုလနှင့်ပြစ်ကီလာတို့သည် သူတို့အိမ်၌ရှိသော အသင်းတော်နှင့်တကွာ သခင်ဖျားကိုထောက်၍ တင်တို့ကိုများစွာနှုတ်ဆက်ကြ၏ညီကိုအပေါင်းတို့သည်တင်တို့ကိုနှုတ်ဆက်ကြ၏အချင်းချင်းတယောက်ကိုတယောက်တန့်ရှင်းသောနန်းချင်းနှင့်နှုတ်ဆက်ကြလော့ငါပေါ်လူသည်နှုတ်ဆက်ခြင်းအချက်ကို ကိုလက်နှင့်ရေးထား၏အချင်းသူသည် သခင်ယေရှုခရစ်ကိုမချစ်ထိုသူသည်အနာတိမာဖြစ်သည်တခင်ဖျားသည်ကြွာလာတော်မူ၏ ငါတို့သခင်ယေရှုခရစ်၏ကြီးစုတော်သည် သင်တို့၌ရှိစေတည်းယေရှုခရစ်၏တပည့်တော်ဖြစ်သည်မြသော သင်တို့၌ငါ၏ချစ်ချင်းမေတ္တာရှိ၏အာမင်ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး15မှ16ထိဖြစ်ပါတယ် ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ